ဆရာဦးတင်လို့ဆိုခင်ဗျာဆရာဦးတင်လို့ဆိုတော့အခုဆိုရင်ကျွန်တော်တို့အကြီးဆရာကြီးဆရာကြီးအကုန်လုံးပေါင်းဆိုရင်ဖလီစာကျွန်တော်တို့ဗီဇာပြီးတော့အမတန်ယုံကြည်ရတဲ့ဟိုအကြီးကျောင်းလည်းအမတန်မှမနားလည်ကြွချင်းတယ်လို့ဆိုပါတယ်အဲကြောင့်ဆရာလောလောဆယ်ဘယ်မှာများတောင်းထားဆောင်ခင်ဗျာကျွန်တော်လက်ရှိ ရင်းစားပေါ့။အရင်ကတော့ဟိုတော့မှာဒီ1984ခုနှစ်ကနေစတယ်။ဒီနေ့ကဝေးချင်းဒီပြပြနဲ့တော့ဟာဆောင်ဖြစ်နေတယ်။အော်။အဲ့ဒီပြ1994ခုနှစ်ကနေစတယ်ဆိုတော့ဟိုတင်ရိုးတွေပြင်ဆင်ပြီးတော့1993ခုနှစ်ကနေစတယ်ဒီကျင်းမှုတက္ကသိုလ်စတယ်။ဒီအမည်ဆောင်လက်ထောက်ခရီးကတောင်းထမ်းဆောင်ပေးပါလေလက်ထောက်ခရီးကနေပြီးရာလူဆက်ဆက်တောင်းထမ်းဆောင်ပေးပါလေဒီရောက်ပါမောက်ခါချုပ်ကြာကြာ တာဝန်နဲ့ညင်းသားယူပြတယ်ဒီကတဲ့ရှင်ကစကုကနဲ့မှာညင်းသားယူပြတယ်အဲ့ဒီညင်းသားယူပြတဲ့နောက်မှာလည်းမျိုးသားရင်ပြုနေတဲ့ညံတက်လို့ရန်ကုန်ဘန်းကလေးမှာပြင်ကြရှင်အနေနဲ့ဟိုဒီတင်ကြရေးအဖွဲ့ကို ဘတ်တက်တူကောင်စီတို့အနေနဲ့ဒီတာဝန်ထမ်းဆောင်နေပါတယ်။ပြီးတော့ဟိုမြန်မာနိုင်ငံယောဂပန်းများကြီးကစီရောင်းမှဖြစ်တာလို့ဒီကရတာပေါ့။ဩော်ဒါညီမကျွန်တော်ဖန်ပန်းမြန်မာရှင်မကောင်စီမှာဆရာလက်ရှိတာဝန်ထမ်းဆောင်တာဖြစ်ကြီးကရတာဟုတ်ကဲ့။ပေါ်ဆရာလေကျွန်တော်တို့အကြီးဆရာတောက်နေပေါ့လေမြေးကြပါလေဆရာကျွန်တော်ဗကြီမာတော့ modern တို့ asset တို့ realism တို့ cubism တို့ပေါ့လေ water color ပေါ့လေအမျိုးစုံရှိပါတယ်ခင်ဗျာအဲ့ဒါဆရာအနေနဲ့ဟိုဘလိုဘလိုအာတာပါလေခင်ဗျာအဲ့ဒါလေးကျွန်တော်သိကြလို့ပါခင်ဗျာ ကပကြီးရေးတာနဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်ရေးတာကအာတန်တာရေးစေးပေါ့ဝါတာကလာဝါတာကလာရေးရတော့ဒီမီဒီယာဆိုရေးပါလေစီနေရရေးတာအာတန်ရေးဒီရှိတဲ့မီဒီယာတွေလည်းပါတော့အာတန်တော့နဲ့ကြိုက်နေတဲ့ဆုံးမီဒီယာတော့ဝါတာကလာတော့ကြိုက်နေတဲ့ဆုံးအော်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာဆရာဝါတာကလာကိုအမ်အမ်မှာပဲ crazy ဖြစ်တယ်ဆိုတော့ဆရာဒီ artist space at gallery မှာဒီရဲ့ artwork ကလေးပါပေါ့လေဆရာရဲ့ ဝါဒကလာပကြီကားလေအမတမ်းမပဲအသက်ဝင်ပါတယ်အဲ့ဒါဘယ်နေရာဘယ်ဒေသလေးမှာဘယ်လိုများရေးထားပါလဲပြောပါဦးဒီပကြီကားကကျွန်တော်ဒီပိုက်ကျုံးဘုံစက်အော်ဘုံအမကြီးနေရာပါဆရာကျွဲစုံဟုတ်ကဲ့ကျွဲကျွဲစုံနေရာမှာဟိုလက်ရှိနေသားလေးဒီဟာဒီဆွဲတာပြပါမယ်။အဲအဲ့မှာနေတဲ့ကျစ်တဲ့နေ ဒီလိုတွေရဲ့လေနဲ့ပို့ဆောင်တော့ပါလေဒီလိုတဲ့ရင်းနှီးလေးတွေပြုလုပ်ဆရာတကယ်စနော်ရီလေးအမှန်တမ်းပဲတက်ဝင်ပါတယ်ဆရာအဲ့တော့ဆရာဝါတကားလည်းပတ်သက်ပြီးတော့ကျွန်တော်ပြောရရင်ကျွန်တော်အခုဆိုရင်ကိုတည်းက time city မှာကျွန်တော်ပကြီးပြဝေးလုပ်တယ်ပကြီးဆရာဘောင်းဆောင်လာတယ်ခင်ဗျအဲ့ဒီမှာဆရာပြောသလိုပဲအဲ modern ရော texture ရော effect ရောအာအကုန်လုံးပဲဒါပေမဲ့ဆရာပြောတော့ဝါတကားလာတကယ်အာငဲတာတွေ့ရတယ်ဆရာ အဲ့တော့ကျွန်တော်တို့ရဲ့အကြီးဆရာတွေကဒီပုံမှာပြီးဘယ်လိုစိတ်အားကန်နေရမှသိပါဦးစေ။အဲ့ဒါလေးအမြင်လေးပြောပြပါဦးစေ။ဒါမီဒီယာကတော့ပကြီးဆရာတွေကကိုတိုက်တဲ့တဲ့ရမီဒီယာတွေကိုရွေးချယ်ပြီးရေးကြတော့ပါ။ဒါရေစေးရေးတဲ့ပုံမှာဒီရေစေးရေးရတာတော့လည်းဒီပုံကစွန်လာတဲ့အဲဟုတ်ကဲ့ဟုတ်ကဲ့။နောက်ပြီးတော့ဒီစက်ကူစက်ကူရဲ့အမျိုးအစားစက်ကူရဲ့ဒီလုံဆောင်ချက်တွေကအများကြီးဒီပုံမှာကျိုးသက်အောင်ရှိပါတော့။ ော့ခုနကရေပြင်စေးချင်စတဲ့ပြည်ပေါ့နော်။သူတို့ဒီအချိန်တိုင်းတာတတ်တတ်တခုတည်းမှာစွန့်သွားပြီးပုံမကျင်တဲ့အဘောကိုကြောက်ကြည့်ရတဲ့အတွက်သူကလည်းရှင်းပြရခက်ခဲတဲ့ပုံရှိတယ်။အဲဆွန့်သွားတဲ့ပုံရှိတယ်။အဲကြောင့်တို့ကလည်းဒီရေစေးကိုတတ်နေတယ်။သူကလည်းရေစေးနဲ့ကြည့်ရတယ်။ကောင်းလားရှိပါရှိပါ။ကောင်းလား။အဲ့ဒီတော့ဘာလို့ဒီစီစေးကိုကျတော့ဒါရေးရပါနေတယ်။ ရေးရတဲ့ခါမှာသူကအမှခံတယ်ပေါ့သူကမကြိုက်တဲ့နေရာကိုပြန်ပြပြန်ပြလို့ရတယ်ရေးသေးပါတော့ရေးသေးအပေါင်းပါအပေါင်းပါဒီနေ့ဆက်ပြီးတော့ဒီတရားကိုရအောင်ဆိုတော့ရေးခြင်းစေးခြင်းပါပြီဆိုတော့ပြန်ပြလို့ဒီနေ့ရအောင်ဆိုတော့ရှိတယ်ရှိတယ်ဟုတ်ကဲ့ကြာပြီးစေးရအောင်ဒီနေ့အာခရလေးတို့အရေးစီးတဲ့ဘာကမှားခံတယ်ဟိုတယ်အခက်လွန်လိုက်ပြန်ပြန်ပြီးတော့ပြန်ပြန် ီးရေးလို့ရတယ်အစင်ကြီးတည်းရေးလို့ရတယ်တွေ့သူကတော့ဒီတော်များများကတော့စီစေးနဲ့ဒီအခက်လေးကိုရေးဆွဲကြတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ခဏလို့တချို့ဒီဈေးဘက်နေသားရတယ်ဒီရေးသေး ရေစေးရဲ့ဈေးွက်နေတာပဲဟုတ်ကဲ့ဆင်စေးကအဲ့လိုနဲ့ဈေးွက်နေတာပို့ပြီးတော့ကျင့်ကြံပေါ်နေစတာပေါ့ဒီစားကောင်းများပို့ပြီးတော့စေဝင်စားပြီးဆက်ကြတယ်ဟုတ်ကဲ့အဲဆရာကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဆရာကျွန်တော်တို့အခုကပိုတင်းနဲ့တွေ့ရတဲ့ပွဲတွေပါဆိုရင်ကျွန်တော်တို့ဒီရေစေးတဲ့အခုလိုတန်းလိုတန်းကစီစေးတောင်မှရေးတာနည်းတယ် တကယ်ဆရာပြောတဲ့ acrylic တွေယူပါဘယ်မှာကြည့်ရပြည့် acrylic ဘယ်မှာကြည့်ရပြည့် acrylic acrylic လည်းရေးတယ်အဲ့ဒီမှာရေးတဲ့အခါမှာလည်း acrylic ကိုအချို့ကြတော့ဟိုပကြီးဆရာပေါ့လေဟိုတိတ်ဟိုဟို realism ကိုအားနေတယ်ပေါ့နော် portrait တွေပါတယ်အားနေပြီးတော့လေ modern လေးနဲ့အဲ့ဒီ acrylic ကို modern လေးနဲ့ရေးတဲ့ဟာလေးတွေကရေးွက်မှာပေါ့ကျောင်းအားလေးတွေရှိရခင်ဗျအဲ့ဒါလေးနေချက်တော့နည်းနည်းပြောပြပေးပါစေ acrylic ကဆရာပြောလို့လူတိုင်းနဲ့ brand new ဖြစ်တာ ေးသေးတယ်ဘုလိုသူကဒီစီသေးတဲ့စာဟိုကရေးဆွဲရတဲ့ပါအချောင်းမြန်နဲ့တော့အချောင်းမြန်နဲ့အတွက်လည်းဒီမှာပိုလိုချင်တဲ့ဒီသဘောလေးကအတင်းနဲ့ကောင်းတဲ့ပုံပြဆက်ကိုပေါ်ကြည့်လို့ရတယ်နောက်တစ်ခုကစီစေးလို့စောင့်နေရဘူးစောင့်နေရဘူးဒါကစောင့်ပြရစောင့်ပြရတဲ့စီလေးမှာကပါရှိတယ်စီမတိုင် ော့ခုနရာသီဥတုနေတာတော့သိသိရဲ့နေရာရဲ့ဆိုတိုင်းစားနေတာစီးရဟိုတယ်တာကစတဲ့ပြေအာမောလေးရှိတယ်ကျန်နေရစီရအပြေချာစားတဲ့အစားဘူးဆိုင်အခရိကတော့ဒီပိုလီမာစီးဖြစ်တဲ့ဒီစီးရဝေါ်ရရပလတ်စတစ်ရစီးအဲ့ဒါကတော့ဘာလို့ဒီပေါ်မှာပြောတာပိုတက်တာလဲ ဘာလဲတော့တာဝန်ကကြာနာကြောင့်လည်းဒီတော်များများလာတော့ကြောင်းတယ်ရဆက်ပုံမှာလေညာကျိုးတဲ့အောင်စီရဲ့နေတဲ့ပုံစံကအလိုရတဲ့အခက်ပြည့်ပြီးအခက်ချာလေးစသည်ဒါတွေကိုလည်းမျိုးမျိုးပုံမှာမီဒီယာတော့ဖန်ပြီးနိုင်တဲ့အတွက်ဒါလေးလက်ရှိ ့ကာတမ်ဘီဒီ artist store အများများက affiliate media ကိုပုံစံကြတယ်ဟုတ်အဲနောက်ဆုံးပြောနေတာဆရာကျွန်တော်ဆရာရဲ့လက်အောက်ထဲမှာတပည့်တွေဖြစ်မယ်အားမြင့်တွေရှိမယ်ဆရာတက်ဆရာမြင်းဆရာကြားဆရာနေရှိမယ်အဲ့တော့တပည့်သားပြည့်တွေပေါ်မှာဂျီနဲ့ပတ်သက်ပြီးအမြင်လေးတွေဆုံးမစကားလေးနောက်ဆုံးပြောပြပါဦးအဲလူပညာဆိုတော့ဟိုကလည်းဒီလိုစာပေဒီလေလာလို့ မဆုံးဘူးเนาะဒါကြောင့်အများရန်တွေ့နေရတဲ့ကောင်းကောင်းကြီးဘာရကြောင့်လဲဒီရှေးဆရာကြီးရဲ့စိတ်သက်သာဒီလိုမျိုးဆိုတာသင်လို့မတတ်ဘူးသင်ပေးလို့မရဘူးမရဘူးဟုတ်သင်ယူလို့သာရတယ်ဆိုဟိုသုံးပါးကလာရင်ပြောခဲ့တာတော့ဒါများအစိုးရမရှိဘူးဒီကပ်ကဲနဲ့လည်းသူရတဲ့လည်းအာ ဒီခီးလမ်းပေါ်မှာတော့ရှောက်ဆုံးလမ်းမှာရှိတယ်ဒီဥဒ္ဓဘာရခင်ဗျာအခုလို့အဲကျွန်တော်တို့ကျွန်တော်နဲ့ဒီအပ်ဒီအပ်ဒစ်စထရီးအပ်ဂယ်လရီမှာဆရာရဲ့ကားလေးလည်းတွေ့တယ်ဆရာရဲ့အင်တာဗျူးလည်းတွေ့တယ်ဆရာကတော့ကျွန်တော်တို့မင်းသားပြောတာလေးပြောကြပြီးတော့အလုပ်အကျိုးတက်ပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးပါတော့ဆရာ သူတို့တွေရှိရဆောင်တော့တက်ပါလိမ့်မယ်။အဲ့ဒီလိုပဲ။ဒီလိုပါလေဒီလိုပါလေ။ဟုတ်တယ်ဟုတ်တယ်။ဟိုတောင်းရင်းကြီးရဲ့ဟုတ်တယ်။ဟိုကြီးရော။နည်းနည်းသိကြံဟိုကြောက်ကြောက်သူတို့ကြောက်တာအားရနေနေဝေးနေတယ်။ဟုတ်တယ်သူတို့နေရွယ်တဲ့။ဟုတ်ပါပါတော့။ဟုတ်ဆရာဒီဥဒိဆိုခင်ဗျာ ကျွန်တော်ဒီ gallery မှာဆိုရင်ဆရာစီစဉ်လို့ပြောပါတယ်အဲဒါကြောင့်ဒီကားမှာကျွန်တော်ပြည်ကားတွေပေါ့လေပြည်ကားပေါင်းစုံအဲဘယ်နှခါတော့ရှိမလဲအဲကျွန်တော်တို့ medium ပေါင်းစုံပေါ့ဟုတ်ကဲ့ရပေါင်းစုံစီစီရေစီ acrylic အဲ၃မျိုးလောက်ရှိပါတယ်အဲကား40ကျော်မှာရှိပါတယ်အော်ဒီလိုအော်ဆရာဦးတီဆိုကျွန်တော်ဟိုတနေ့က time city မှာတော့ဟာကျွန်တော်အဲ့ဒီမှာတွေ့ရတယ်ခင်ဗျအဲ့ဒီမှာကျွန်တော်ကြီးဆိုးဆိုတွေ့လိုက်တယ်ကြည့်ပြီးတော့အခုဒီမှာဒုတိယအကြိမ်ပြန်တွေ့ရတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ပြန်တွေ့ရတော့လေဆရာ အခုဆရာရေးတဲ့ပကြီကားလေးနဲ့ပတ်သက်ပြီးနည်းနည်းပါအမြင်လေးပြောပြပေးပါဟုတ်ကျွန်တော်ရဲ့ပကြီကားပေါ့ဟုတ်ကဲ့ဟုတ်အဲကျွန်တော်ကတော့အဓိကတော့ရေးနည်းရင်းကတော့ကျွန်တော် realizing ရေးတာများပါတယ်ဒါမဲ့အခုငွေချင်းနေနဲ့ပြတယ်ဒီပွဲပေါ့ဟုတ်ကဲ့ပွဲမှာကျတော့ကလေးကြတော့လေကျွန်တော်က realizing အားဆိုင်မှုတွေဒါအများတဲ့ခါကျတော့သိထွက်ပေါက်လေးတွေပေါ့ဟုတ်တော့အဲ့လားအဲ့လိုမျိုးလေးနဲ့လွတ်လပ်တဲ့ပကြီကားလေးတွေလည်းတခါတခါဒီလိုမျိုးရေးပြပါဘိုက်တယ်ခင်ဗျဒီပကြီကားလေးက ဟိုဆရာကြီးတို့ဟောမှာကြီးခဲ့တယ်ဗျာတူမတူပါဘူးဗျာအဲ့ဒါ really ပေါ့အခုနောက်ပြီးတော့ကျွန်တော်ကျွန်တော်လူငယ်တွေရောပေါ့ခင်ဗျာအဲ့တော့ really အပြင်ဟို modern နဲ့ပတ်သက်တဲ့ fashion နဲ့ပတ်သက်တဲ့အဲ့ဒီမြေကြီးကားလေးတွေကြီးများလာတွေ့ရပါတယ်ဟုတ်အဲ့တော့သူတို့လေးတွေကဟို really တွေကိုမချွန်းကျင်တာလားအမမို့ modern effect ကိုပဲနောက်လိုက်တာလားအဲ့ဒီအညီလေးလေပြောပြပေးပါအဲအဲ့ဒါတော့ဟိုလူတူတူတယောက်ချင်းပုံမှာလူတီပါတယ်ဟုတ်ကဲ့ဟောဆိုတော့သူ့ရဲ့ဟိုဝတနာရရဲ့ သူ့ရဲ့လုံနိုင်ခိုင်နိုင်တဲ့ပုံပေါ့ဟိုပါဆိုဟိုသူကလူရည်ရည်စင်ရဲ့အခြေခံကြောင်းတရားတွေပိုင်ပိုင်နိုင်နိုင်ရေးတက်ရင်းရနေမှအဖြစ်ဖြစ်နဲ့အဲ့လိုပေါ့အိတ်ထွက်ပေါက်လေးတွေအနေနဲ့ဒီဘက်ဟော်ဒန်တို့ကွန်တెంပရရီတို့ဘာတို့တို့ခုပြောင်းသွားတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့အမြင်ပေါ့ကျွန်တော်တို့တူတူတယောက်ရဲ့အမြင်ပေါ့နီးစစ်နဲ့မှန်တယ်လို့ပြောမှာပေါ့အပေါ်ရဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အခုကလေးတွေမှာကျတော့တချို့ကျတော့တင်ကြတဲ့ဆရာတွေကအဲ့ဒီ line တွေကိုပဲတိတက်နေတော့သူတို့ကလည်းဝါသနာရအဲ့ဒီကိုပဲရောက်နေတယ်လေပါတယ်လို့ဩအဲ့လိုမျိုးချိတက်ပါတယ်ခါရဖြစ်တယ်ဖြစ်တက်ပါတယ်ဟုတ်ကဲ့သူတို့လေးတွေကျကျွန်တော်သိရတာ realism ဟုတ်ဘူးဗျာစတဲ့ model action နဲ့စကြတယ်ဟုတ်ကဲ့စပြီးတော့မှသူတို့အားလေးလေဒုံပဲဆောက်ဗျာတွေးမြင်လေးဟာဟုတ်တယ်ဗျာဟုတ်တော့လေသူကားလေးလေပြီးခဲ့တဲ့တိုင်းချီတီမှာသူဟိုအကြီးစရာလုံရယ်လေးပေါ့လေဟုတ်ကဲ့အဲ့သူကားလေးရောင်းလာတွေ့တယ်ဟုတ်ကဲ့အဲ့ဒါလေးဟုတ်ပါတယ်ဆရာတို့ဒီမှာ ဆရာဦးတင်လို့ဆိုတကယ်မကြည့်ပါတော်ကြီးပေါ့ဗျာဟုတ်ကဲ့သူကိုယ်တိုင်လည်းပါတယ်သူ့ transparent ရေးစရေးဟုတ်ကဲ့အဲဒါကောင်းတယ်ပါဆရာလည်းဆရာလေးလည်းပါတယ်ဟာအခုနောက်ကောနောက်ကောဘလို့ပွဲနေတယ်ဘလို့စီစဉ်ရုံးလဲတော့ပြပါဟုတ်ကဲ့အခုကျွန်တော်တို့ဒီပွဲကကျွန်တော်တို့80နဲ့85ကနေပြီးတော့88ကျွန်တော်တို့ကျွန်တော်တို့ကြောင်းတက်ခဲ့တဲ့သင်ငယ်ချင်းတွေပေါ့ဟောအဲ့လို ုတ်ကဲ့85ခုနှစ်ကနေ88ထိဟုတ်ကဲ့ဟုတ်ကဲ့ကောင်းစင်းငွေချင်းနေဟုတ်လားညောင်းရတာကဲကွာနေပြီမဲ့အဲငွေချင်းတွေပြန်စုစုပြီးတော့ပကြီးပြဝဲလေးဖြစ်အောင်စီစဉ်စီစဉ်ပြီးတော့ကျွန်တော်တို့ရဲ့ဆရာဦးတက်လင်စိုးကိုအဓိကဥဒိတ်ထားပြီးတော့အဲဆရာဆရာပါပါအောင်ထည့်ဆရာတို့ခရော့တာတွေ့ဆရာတော့ဆရာတော့အဓိကအဓိကပေါ့တော်တော်ဥထိတ်ထားရတဲ့ဆရာတော်ပါပေါ့အဲအဲ့လိုမျိုးထားပြီးတော့ကျွန်တော်တို့ចောင်းစင်းဘွဲ့ចောင်းစင်းဘွဲ့အတင်ငယ်ချင်းနေ စူပောင်းကြီးရတဲ့ပွဲကအခုဆိုလို့ရှိရင်တော်တင်တယ်အားပွဲ6ပွဲလောက်တော့ရှိပါပြီဟုတ်လားဒီပွဲကမသားစရာကြီးဟုတ်ကဲ့ပါအဲ့လိုစူးစီးဩအားကြောင့်မလို့ထင်လေဟိုကပြည်ရဆရာဟုတ်ကပြည်ရဘယ်လိုဆရာမဒေါ်တိုးတိုးဟုတ်ကဲ့အဲဒေါ်တိုးတိုးလည်းတွေ့တယ်သူ့ရဲ့ကားတွေလည်းကျွန်တော်ချိန်ထားပြီးတိုးတိုးဆရာမရေးလိုက်လာအောင်ဟုတ်ကဲ့ဘုမပဲကျောင်းကျောင်းဆင်းပက်တယ်ဟုတ်ကဲ့ကျောင်းဆင်းပက်တယ်ဟုတ်ကဲ့ပါဗျာအဲ့သူ့ရဲ့အကိုရင်းကလည်းကျွန်တော်နဲ့သူမိတ်ဆွေတွေပဲဗျာဟုတ်ကဲ့ဟုတ်ကဲ့ဗျာဘာပဲပြောပြီးဗျာအဲ့ပြည်ရဦးစီကို အခုနောက်ဆိုရင်ဘယ်လိုပွဲတွေစင်ပြအောင်လဲမားလေးတွေနည်းပါပြောပြပေးပါနောက်ဆုံးနေပြတာလည်းပြောပေးပါကျွန်တော်တို့ဒီပွဲလေးရတော့လက်စင်နေတိုင်းဖြစ်အောင်ကျွန်တော်ကြိုးစားပါတယ်အားပေါက်နေတဲ့တိုင်းဖြစ်အောင်တကယ်ချင်းတွေကိုစူးစိထားတယ်စူးစိထားပြီးတော့နောက်ဂျားပွဲတွေရှိရတယ်ရှိပါတယ်ဂျားပွဲတွေလည်းစီစဉ်ထားတာတွေရှိပါတယ် ျွန်တော်တို့ဒီပြာကန်းကြီးလေးတော့ပေးပြီးတော့နောက်ပွဲအတွက်စီအဲဒီပွဲဆိုရင်လည်းနောက်နေ့အတွက်ကျွန်တော်တို့ကစီရင်ထားပြီးအာပေါင်းလိုက်တာဗျာကဲအခုလိုစီကြပြည့်တဲ့ကိုကြည်စိုးအဟံကိုကျူးစေပါဗျာ thank you ပါဗျာ thank you ပါဟုတ်ပါဘူးဟောဒီကမတူတူမတူတူလို့ခေါ်တယ်နော်ဟုတ်တယ်နော်အဲမတူတူကဟုတ်ဒီပွဲကြီးမှာမတူတူတင်ငယ်ချင်းတွေကိုကြည်ကျောင်းသင်တင်ငယ်ချင်းတွေဟုတ်ကဲ့အဲ့ဒါစူပါမေးလို့တယ်လို့ပြောတဲ့ကြအဲ့ဒါဒီလိုအစီအစဉ်လေးနဲ့ဘယ်လိုလေးလုပ်လဲပြောပါဦးဟုတ်ကဲ့ကျွန်တော်တို့ကျောင်းဆင်းတာကတော့ ဟုတ်ပါတယ်1988မှာကျောင်းဆင်းတာပေါ့88မှာဟုတ်လားတို့ကြကြပါလား1985မှာစတင်ရတယ်ဟုတ်ပြီဟုတ်နေတက်တယ်ဟုတ်ဟုတ်ဟုတ်88မှာကျောင်းဆင်းတယ်ကျောင်းဆင်းပြီးကြတဲ့တကယ်ရင်းနေလဲဟုတ်ကွဲသွားကြလားအဲ့ဒါလည်းမဆုံးပြကြဘူးအဲ့ဒါမှလည်းဟိုရေးနေတဲ့တကယ်ချင်းတွေလည်းရှိတယ်လို့မရေးပြတော့တဲ့တကယ်ချင်းတွေလည်းရှိရတယ်။အဲ့နောက်တစ်ချက်ဒီ online ဖြစ်လဲကြလဲကြဒီ Facebook Facebook တွေပေါ်လာတော့ကြမှာ ိုတငယ်ချင်းတွေ line ပေါ်မှာပြန်ဆောင်ပြစ်ကြတာပြန်ဆောင်ပြစ်တော့အဲဓာတ်တွေတငယ်ချင်းတွေပြန်ဆောင်ရတဲ့အဲ့မှကလေးနေနေပေါ့နော်အဲ့လိုတစ်ခုလုံးကြရင်ကောင်းမယ်ဆိုတော့ဟောပြတော့အဲ့ကျောင်းစင်တဲ့30ပြည့်ပေါ့ဟုတ်ဟုတ်68မှာအဖေမအောင်ဆုံးပွဲစားလို့ဖြစ်တာဟုတ်လားဟုတ်ကဲ့ဟောအေးဗျာမတူတူရဲ့ဝါဒနာကိုလည်းမတူတူရဲ့အကူကိုလည်းပြောပြတယ်ဗျာအရင်ကဟိုအားကြစရာပါမလို့အခုလောမတူတူကအခုကျွန်တော်တို့ပကြီးပါပေါ့ဗျာဘော်ဒန်နေရှိတယ်နော်အက်ဆက်တီရှိတယ် realizing jubizin ဟာ ်ဒီပြည်အပြိုးပြည့်ရှိတယ်အဲ့တော့မင်းတို့ဘယ်ဟာအတန်ပါရေးရဲဆိုပို့ပြရေးရဲဆိုအတားဟုတ်ကဲ့ဘတ်တကလာဘတ်တကလာလဲဟိုဘောအခုကတော့ကျွန်တော်ပြန်ပြပုံပကြီးပြန်ရေးတာကကျွန်တော်ရေးတာအဲ့2018ကို30ပြည့်ပွဲလုံးမယ်ဆိုတော့မပြန်ရေးဖြစ်တာဩဒီနေ့ဟုတ်ဘာဟာဘာဟာဘာဟာတော့ရခဲ့တော့ကျွန်တော်ကျွန်တော်ဝတ်တကလာတော့ဒီချမရေးဖြစ်သေးဘူးဟိုဒီအခိုင်လက်ကိုပဲအဲဟုတ်ပါတယ်ဖြစ်တယ်ဟုတ်ပါတယ်ခိုင်လက်ကလည်းဘာပဲပြောပြော ဟိုရေးရတယ်လေလွယ်တယ်ဖြတ်ရတယ်လေလွယ်တယ်เนาะဆေးလည်းပါကြတယ်ဖြစ်တယ်ပေါ့ဟုတ်ပါတယ်ကောင်းဒါဆိုရင်အခုဒီကျွန်တော်ဒီ aspect ဒီ gallery မှာဆီယမမတိုးတိုးရဲ့ကာဗန်တကားလောက်တင်ပြလို့ဟုတ်အခုဒီပွဲမှာတော့6ကားတင်ပြတယ်ဟုတ်6ကားအများကြီးပါလားမတိုးတိုးဟိုပြန်တာမရေးပြတယ်ရေးပြတော့အများကြီးဖြစ်တာအခုရေးဖြစ်ပါတယ်ဒါဆိုရင်အခုဒီပွဲလို့ဒီပွဲကိုရောက်ဖို့တော့ဟိုကျန်းလေးကိုဒါလိုက်လာတာဟုတ်ကဲ့ကျန်းလေးဒီတော့တက်တက်လာတာပါကျင်းကျင်းရဲ့ကောင်းလေဗျာကျင်းကျော်တယ်မှာ ။အဲဆိုရင်ဒီပွဲပြီးဒီနေမယ်။ဟုတ်ကဲ့ပြီးမှပြန်ရမှာပေါ့။ဒီကရောင်းမှာပြန်မှာပေါ့။ဝင်လို့ရှာရှာမရောင်းရအောင်။ရောင်းပြန်တော့။ဟိုဘာလို့ရာကျွန်တော်တို့ပကြီးဟိုအခုလိုခံခံခံစားပြီးကျွန်တော်လည်းပြင်စရာတောက်ပါပဲ။ခံစားပြီးအခုလိုလာပြီးတော့ကျွန်တော်တရားလာလိုက်ကြီးမှာပေါ့လေ။တကယ်ကြီးနေပြန်ပြီးစူပေါင်းလုပ်တာ။ဟုတ်ကဲ့။ဒါကျူးလား။ဒါမင်းလာမင်းနေ့တွေရောပြန်ပြီးလုပ်ပြန်စီစဉ်ရှိသေးလားဟုတ်ပါဘောနော်အခုကကျွန်တော်တို့တွေကအသက်တွေကလည်းကြီးလာကြပြီလေ တကယ်ငယ်ချင်းတွေတစ်နှစ်တစ်ခါဆုံရမယ်ပေါ့ဒါချစ်ခင်မှုနဲ့ပဲလုပ်ကြတဲ့ပွဲပါပဲတကယ်ချင်းတွေချစ်ချစ်ခင်ရဲ့နဲ့ပြန်ပြီးဆုံရမယ်ဆိုပြီးတော့အခုကဒီကြောင်းစင်းရတဲ့လူတွေတော်တော်များများလည်းရှိကြပါတယ်ကျွန်တော်တို့နှစ်ရှေ့ပါမှာလည်းဆိုတော့89စင်နာတို့86စင်နာတို့ကျွန်တော်တို့နောက်မှာဆိုလည်း89စင်နာအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ88စင်နာပွဲတွေတော့တော်တော်လေးညီညွတ်ပါတယ်တကယ်ချင်းတွေတော်တော်လေးစုမိတယ်ဟုတ်ဟုတ်ပါပြီဟုတ်ပါပြီလုံလတ်လုံဖြစ်ကြပါအဲ့တော့မန်းကြီးမတော့ရှေ့ကိုအကြည့်မြင်လေးနဲ့ဘယ်လိုလေးလေးအားထုတ်မယ်ဆိုတာလေးပြောပြနေတယ်အားလုံးတကယ်ပြောပြပါဦးဟုတ် ဟိုအခုကတော့ကျွန်တော်တို့ကဟိုအသက်လဲကြီးလာဆိုကျွန်တော်ကတော့ဒီပေါ့နော်ဟိုဒီအလုပ်ကကိုယ်တော်စိတ်ငြိမ်တဲ့အလုပ်လဲဖြစ်တယ်ပေါ့နော်စိတ်အေးချမ်းတဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါကိုရင်းနိုင်တဲ့အချိန်ကြီးတော့ကျွန်တော်ရေးသွားမယ်လို့တော့ဆုံးဖြတ်ထားတယ်ဒါကတော့ကိုယ်ပွဲလုပ်ဖြစ်သည်ဖြစ်စေမလုပ်ဖြစ်သည်ဖြစ်စေပေါ့နော်ဒါကိုယ်ရဲ့စိတ်ကဲဟိုဟာလေးပဲပေါ့ဟိုစိတ်အေးချမ်းရအလုပ်ကလေးဆိုတော့လေအဲ့လိုအနေနဲ့တော့ရေးသွားမယ်လို့တော့ဆုံးဖြတ်ထားတယ်ပွဲဖြစ်လုပ်ဖြစ်တာမလုပ်ဖြစ်တာတော့တကယ်ချင်းနေပေါ်မှာလည်းဟုတ်လားပေါ့ဟုတ်လားအဲ့တော့ကိုကဒါတော့ ဟိုတိတ်လို့တော့ထားလို့တော့ first chip မှမရှိဘူးဆိုတော့ကျွန်တော်လည်းတခြားတော့အဲကျုံလို့ရပါဘူး။အရေးတာတော့ရေးသွားမယ်မတင်မချင်းမကိုရေးနိုင်တော့ဘူး။ဟိုရေးသွားမယ်လို့တော့ဆုံးဖြတ်ထားတယ်။ဟုတ်ပါရဲ့။ရုပ်တော်ပါရဲ့ခုလိုပါမယ်ပြောပြပကြီးနဲ့ပတ်သက်ပြီးအမြင်လေးတွေပြောပြတယ်။အဲ့တော့တကယ်ကြီးတွေပြောလို့ဆိုတာကျွန်တော်ကျေးဇူးတင်ပါတယ်။နောက်လည်းဆက်လက်ပြီးကြိုးစားဖို့ကျွန်တော်အားပေးပါတယ်။ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်။